ီကားထဲတကားမှလည်းကျွန်တော်နှစ်ယောက်လောက်မတွေ့တာသူ character နှစ်မျိုးပေါ့နော်မတွေ့တဲ့ character နှစ်မျိုးကိုကျွန်တော်ပြဆောင်လို့ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အရင်လဲကျွန်တော်စူးစမ်းမယ်ဒီကားလေးကိုကျွန်တော်တော့ခရီးပေးပါတယ်ဒီကားကိုကျွန်တော်အစောင်းကိုစူးစမ်းမယ်အဲဟုတ်လဲဆိုတော့ဒီကားမှာဒါနောက်ချက်လေးတော်တော်များရပါတော့နောက်ချက်လေးတော်တော်များတယ်အာအကုန်လုံးပါနော်အဖက်ဖက်ကပေါ့နော်နောက်ချက်လေးတော်တော်များတယ် ပြီးတော့ကျွန်တော်ဆိုလို့ကျွန်တော်ဆိုလို့ရှိရင်လည်းအမှုပေါ့နော်ဒီမှာဒီမှာဒီကားကိုအဲ့လိုမျိုးပေါ့နော်ဒီကားအတွက်ဒီကားရဲ့မလို့ပြောလိုက်လို့ရှိမှာဝိုင်းပြီးတော့ဖြစ်ချင်တာရှိရပါတော့နော်ကျွန်တော်ကတော့ဖြစ်ချပါဒီကားဖြစ်လာဖို့အတွက်ကိုကျွန်တော်အဆွမ်းကုန်ကြိုးစားမယ်အကောင်းဆုံးလည်းကြိုးစားမှာမယ်နော်ဆိုတော့ ပါတယ်ဟုတ်ကဲ့ဟိုဒီဘက်တော့ကိုလည်းကျွန်တော်မြန်ဆုံးအထဲတန်းပိန်ပိန်ဝအောင်ပါနော်ပြည်စည်စာရေးပိန်အောင်လို့ဆိုဝိတ်ချနေပါတယ်နည်းနည်းလေးကြိုက်တာမတူအောင်လည်းပါတယ်ပြီးတော့အဓိကတော့ဒီဇက်ကတော့ပါနော်စူးစမ်းနေပါတယ်ပေါ့နော်ဒီကားမှာဆိုလို့ရှိရင်မတူဘူးပေါ့နော်ကျွန်တော်လုပ်ခဲ့ကြတာမင်းလည်းမတူဘူးဆိုတော့တော်တော်လေးတော့ကျွန်တော်စူးစမ်းမှာပါတော်တော်လေးကိုကျွန်တော်ဂျုံးရမှာကျွန်တော်ပေါ်ပဲရှိတော့အဲတင်ငါရှစ်ပါတင်ငါရှစ်ဆိုတော့မြန်ရနဲ့တင်ငါရှစ်အခုနည်းနည်းလေးထပ်ပြီးတော့ နည်းနည်းလေးပပလေးပေါ့နော်ငါးငါးပေါင်လောက်ထရှာလိုက်ပြီပေါ်တီတော့ပြင်ပါလေအကယ်၍ဆိုရဒီလူရှင်ပါရှိမှာကျွန်တော်ကျွန်တော်တို့ဒီချင်းဖို့ဖမ်းမင်းလုပ်တယ်ပေါ့နော်ချင်းဖမ်းမင်းလုပ်ခဲ့တယ်ကျွန်တော်တို့ခြေတဲ့ပြည်တည်းကအများကြီးပဲလာခဲ့တယ်အဲ့ဒီကြားထဲမှာကျွန်တော်တို့တစ်ခါလေးကို announce လုပ်ခဲ့တာပေါ့နော် ကျွန်တော်နဲ့ဆရာနဲ့တေးတယ်ပေါ့နော်အမညာနဲ့တေးတဲ့ဆရာနဲ့ဦးရှင်ခါကြီးတကဆိုင်ပေးပါမယ်ဆိုပြီးတော့ဒေါက်တာကြီးပုံတိုင်းရပါပါဒီခန်းကြီးအမအော်ဝီကိုပြောခဲ့ပြတိပြေးကြတာပေါ့နော်ဒါလည်းလည်းအမှတ်တရပါအဲ့ကလေးကကျွန်တော်တို့ဒီမျိုးဖြစ်လာအောင်အတူတူစူးစမ်းခဲ့တယ်ပေါ့နော်ကျွန်တော်ဘာပြောခုလိုမျိုးရရလို့ဆိုတော့ဘယ်တော့ဝမ်းသာပါ့မယ်ပြစ်သက်ရတယ်ဒါဘယ်နှောင်းဆိုတာလဲပါတယ်ပြီးတော့ကျတော့အေးပေါ့ အဓိကတော့အဲ့ဒီရဖြစ်သွားတဲ့ဟာနဲ့အမတ်တရားကိုစွန့်စွန့်ပြောတဲ့ဟာတော့တော်တော်ရှင်းပါတယ်။အဲ့ဒီမှာအမတ်တရားဖြစ်သွားတယ်အဲ့ဒါလေးကျွန်တော်တို့ကလည်းဂရိဂရိတရားမယ်ဆိုတော့အမင်းနဲ့ပေါ့ကျွန်တော်လည်းအကုန်လုံးအဘုရားဆရာရောကမ္ဘာတန်မြေကမှာရှင်ရှင်းလုပ်ခဲ့ဘူးဒီကားလေးလည်းမနက်ပြောလို့ရှိရင်ကျွန်တော်အာကျွန်တော်တော်တော်လေးကိုစူးစမ်းရမယ်ကားပေါ့နော်ကြားကားရတယ်လည်းမတူဘူးကာရီတာကလည်းမတူဘူးနော်ကာရီတာမတူတဲ့ပြုံကကျွန်တော်ဒီကားတဲ့တကားမှလည်းကျွန်တော်နှစ်ယောက်လောက် ကရိတာနှမျိုးပေါ့နော်မတူတဲ့ကရိတာနှမျိုးကိုကျွန်တော်ပြဆောင်ဖို့ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အရန်လဲကျွန်တော်စူးစမ်းမယ်ဒီကားလေးကိုကျွန်တော်တော့ခရီးပြပါတယ်ဒီကားကိုကျွန်တော်အစောင်းကိုစူးစမ်းမယ်အဲဟုတ်လားဆိုတော့ဒီကားမှာဒါနောက်ချက်လေးတော်တော်များတယ်ပေါ့နော်နောက်ချက်လေးတော်တော်များတယ်အာအကုန်အကုန်လုံးပေါ့နော်အဖက်ဖက်ကပေါ့နော်နောက်ချက်လေးတော်တော်များတယ်ပြီးတော့ကျွန်တော်ဆိုလို့ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုပေါ့နော် ဒီမှာဒီမှာဒီကားကိုအဲ့လိုမျိုးပေါ့နော်ဒီကားအတွက်ဒီကားရဲ့မလို့ပြောလိုက်လို့ဒီမှာမှန်ပြီးတော့အခုဖြစ်ချင်တာရှိရပါနော်ဒါကျွန်တော်ကတော့ဖြစ်ချပါဒီကားဖြစ်လာဖို့အတွက်ကိုကျွန်တော်အဆွမ်းကုန်ကြိုးစားမယ်အကောင်းဆုံးတော့ကြိုးစားမယ်ဟုတ်နော်ဆိုတော့ဟုတ်ပါတယ်ဟုတ်အောင်လို့ဆိုတော့ဟိုမျိုးတော့နောက်ရှက်အဖြတ်တွေပါအဲ့လိုတော့မဟုတ်ပါဘူးဒီကားကတော့ဘာလဲဆိုတော့ပါတယ်နော် အဖဖကပြဿနာလေးပေါ့နော်ပြဿနာလေးဖြစ်ဖြစ်ရတာနော်ဆိုတော့ဒါလည်းဒါသဘောပါပဲဒါပဲကျွန်တော်ပြောချင်တာတော့အဲ့ဒါပါပဲဟိုပေါ့နော်ဒီကားရဲ့ပို့ဒီကားရဲ့ပို့ဖြစ်လာတဲ့အချိန်မှာအဲဒီဘောင်းကဒါလို့မဖြစ်နိုင်အောင်ပေါ့နော်မဖြစ်နိုင်အောင်မဖြစ်ကြရပေါ့ကျွန်တော်ကတော့ကြိုးစားမှာပါကျွန်တော်ကြိုးစားမှာပါကျွန်တော်အဲ့လိုကျွန်တော်ပို့ပြီးတော့မှ challenge ခေါ်လို့ကျွန်တော်ရောပို့ပြီးကြိုးစားနေတာပေါ့နော်ဟုတ်လဲဆိုတော့ ဒီနုပညာတန်းကြောင့်လည်းကိုကိုယ်တိုင်အများနဲ့ဝါသနာပါဖက်ရှင်နဲ့ဖြစ်တယ်ကိုကိုယ်ကတိစောက်လာတာဆိုတော့ကျွန်တော်တို့ဒီမှာဆုံးပြီးမှာတော့မဟုတ်ဘူးအဆုံးထိကျွန်တော်တို့စူးစမ်းမှာပါဒီကားလေးမဖြစ်ဖြစ်အောင်ကျွန်တော်ကစူးစမ်းမှာပါလက်မှာပါအပေါ်လုံးကတော့အစားပိုင်းကတော့စီစဉ်နေတော့တော့အဆင်ပြေပါတယ်ကာရီတာလည်းကျွန်တော်အရင်ကဒီကာရီတာလည်းတော်တော်ချစ်ပါတယ်ဘာလို့လဲဆိုတော့အဲသူကတော်တော်လေးကာရီတာလေးထူးစမ်းနေပါနော်ထူးစမ်းနေ ီးတော့လူငယ်တွေနဲ့လည်းဘယ်လိုတော့ဖြစ်မယ်လို့ကျွန်တော်ခံစားရတယ်ကျွန်တော်ရဲ့ဒါဒီမှာတကယ်ရှိရင်ဒီကိုင်းနဲ့လည်းတော်တော်လေးကဒါဒီစမို့ရှိလိမ့်မယ်လို့ခံစားရတယ်ပေါ့နော်ဟုတ်ဒီကာရီတာနဲ့လည်းဖြစ်နိုင်မှာဖြစ်နိုင်လို့တော့ပြောရတော့မဟုတ်ဘူးနော်ထားလိုက်ပါတော့အဲ့ကိစ္စထားလိုက်ပါတော့အဓိကတော့မဖြစ်နိုင်ဘူးလို့ပြောရတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုကလိုဟောမျိုးကအမ်ဒီဒီအမေဒီအမေဒီအမေဝိုင်းမင်းတော့နောက်ဆက်တာပေါ့ဒါပဲဒီလူပြရတော့ကောင်းပါလို့ပြောရှိပါတယ်ဟုတ်ပါတယ်အဲ့ဒါမဲရကြရမှာဒီကားလေးကိုကျွန်တော်ကတော့ဘလုံးလေးနဲ့ဖြစ်ဖြစ် တောင်းအောင်ကြိုးစားပြီးတော့လည်းပြီးသွားမှာပါ။ညာလည်းတန်းနိုင်တဲ့လောက်ပေါ့နော်။အမြဲတမ်းတော့ character တစ်ခုလာတယ်ဆိုတိုင်းပုံစံမတူအောင်တော့အမြဲတမ်းကြိုးစားပြီးလုပ်ပါရပါတော့နော်။အဲအခါပြတဲ့ပုံစံကဥပစာစပင်အစဆုံးပေါ့နော်။နောက်ဆုံးကွာနောက်ဆုံးဝေးတင်တာဝေးချတာအစပေါ့။အခုဒီဘာတက်ကိုလည်းကျွန်တော်အမြန်ဆုံးအသေးလမ်းပိန်ပိန်ဝအောင်ပေါ့နော်ပြည်စည်စာရေးပိန်အောင်လို့ဝေးချနေတယ်။နည်းနည်းတော့ဒါမတူအောင်လည်းပါတယ်။ပြီးတော့ အလေးကားတော့ဒီဇက်ကားတော့ပေါ့နော်စူးစမ်းနေပါတယ်နော်ဒီကားမှာဆိုလို့ရှိရင်မတူဘူးပေါ့နော်ကျွန်တော်လုပ်ခဲ့ကြတာမင်းလည်းမတူဘူးဆိုတော့တော်တော်လေးတော့ကျွန်တော်စူးစမ်းမှာပါတော်တော်လေးကိုကျွန်တော်ဂျုံးရမှာကျွန်တော်ပေါ်ပဲရှိတော့အဲတင်ငါရှစ်ပေါ့တင်ငါရှစ်ဆိုတော့မင်းရားနဲ့တင်ငါရှစ်အခုနည်းနည်းလေးထပ်ပြီးတော့နည်းနည်းလေးပပလေးပေါ့နော်ငါးကငါးပေါင်လောက်ထပ်ရှာလိုက်ပေါ့တိတော့ပထမလေးဒါကျွန်တော်ထင်းမှလည်းဒါတော်တော်တော်လို့ပေါ့နော် ကျွန်တော်တော်လည်းမပါဘူးကျွန်တော် credit အများကြီးပေးရမှာပါကျွန်တော်ရဲ့ဆရာရောကျွန်တော် team ရောကျွန်တော်ဝိုင်းပြီးတော့အဲကျွန်တော်အမေနေ့တိုင်းဒီကျမရဲ့ကောင်းတဲ့အစားစားချက်ပေးတာပါเนาะဆိုတော့အဲအစ်သူများကြီးတမရဲ့အမျိုးလည်းဆရာရောအကုန်လုံးပါเนาะဆိုတော့အဲ body transformation နေလည်းကျွန်တော်တော့ကိုစူးစမ်းတော့မယ်အဓိကတော့ character အရာပေါ့เนาะဟိုခန္ဓာကိုယ်ကြီးအရင်လောက်အောင်တော့မဟုတ်ပါဘူး character အရာတော့ကိုကျွန်တော် weight နဲ့တင်ရမယ်ပေါ့เนาะအဲ့ဒီအဲ့ဒီ trend လေးကလည်းပြောပွင့်လေပြောမယ်ဆိုလို့ရှိရင်ဟိုးအရင်တော့ တကယ်စီနီယာရေးကြမှာရှိခဲ့တာပါသူလားစပင်းမျိုးဂလုံးတုံးပြတာမျိုးတို့လုံးဝကွာကွဲထွက်နေတဲ့ဟာမျိုးလောက်တာမျိုးတို့အဲ့အဲ့ trend လေးတွေကျွန်တော်အရင်သဘောကျရပါတော့အဲ့တော့ကြောင့်မလို့ကျွန်တော်အားကြရတဲ့ကြောင့်မလို့အတူယူရတာပါတော့ဟိုတကားနဲ့တကားကမတူအောင်ဟာဘယ်လိုချက်ဘယ်လိုဘယ်လိုဖြစ်သွားတာလဲဟိုအော်ပြအနည်းဆုံးပြမယ်ဆိုဂျင်ဘော်လုံးကကျွန်တော်ဝိုင်းပြောဆိုပါဟာဝတ်တုံနေပါပဲဆိုတော့အဲ့လိုမျိုးလေးဖြစ်သွားအောင်ဟာပိန်သွားတာပဲတော့ဒါမှမဟုတ်ရှင်လဲစေးသမားဆိုလဲစေးသမားပုံစံဖြစ်သွားအောင်ပါတော့အဲ့လိုမျိုးလေးလုပ်ရတာပါဘာသာနာ ကျွန်တော်ကရီယာကစားသမန်းကတော့ရန်လာတာပေါ့ရိတ်မကြဘူးเนาะအဲ့တော့ကြမလို့ကျွန်တော်အခုမှဒါဒါဒီ interview ဖြင်းနေတဲ့ကိုကျွန်တော်ပြင်ဆင်နေဆုံးပဲပေါ့เนาะဒါခေါင်းထဲမှာရောအိမ်မှာရောအကုန်လုံးကျွန်တော်အဝတ်စားတွေအစားပေါ့เนาะခြားခိုင်းနေမှာပြီးတော့ဘယ်လိုဝတ်မလဲစားနည်းနည်းစဉ်းစားနေပါတယ်အဲ့တော့ဒါအစားတော့ဒါပွင့်လေပြောလို့ရှိရင် interview မှာဖြေတယ်သိအောင်ပေါ့เนาะ information တွေထုတ်ပြရဲဒါပေမဲ့အရင်ကြီးတော့ဟိုဘယ်လိုလဲကွန်ဖီပိုက်တော့သိမလာဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျမှ ျွန်တော်လည်းတကယ်စူးစမ်းကြလဲမြင်ရတယ်ထင်ပါတယ်အဲပြောလာကြတယ်နော်အဲတိတာတဲ့အပင်ဝါတယ်ဝါလာတယ်ဒါမှမဟုတ်ရှင်လဲဒီကားမှာကွာတယ်တော့အဲ့လိုပြန်ပြောရတာကြားလာတဲ့ခါကျတော့ဝမ်းသာတာပေါ့နော်ဘာလို့လဲဆိုတော့ကိုကလည်းဒါလေးကိုပဲဟိုအတိမပြည့်စုံနေတာဆိုတော့ဟုတ်ကျွန်တော်ကတော့အဲ့လိုမျိုးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပါပါဒါကျွန်တော်ကမှတက်သမြတ်ပညာတွေကျွန်တော်မှရှိသမြတ်တက်နစ်တွေအကုန်လုံးထုတ်သုံးပြီးတော့မှကျွန်တော်စူးစမ်းတော့မှာပါ ဟုတ်လဲဆိုတော့အာပြဆွမ်းနာပြောလို့ပါပဲဒီကားလေးကိုဒီဒီရုပ်ရှင်ကကျွန်တော်ဝင်ချစ်တယ်ဆက်လန်းလည်းအရင်သဘောကျတော့ပါနော်ဆိုတော့ character ကိုလည်းအရင်သဘောကျတော့ကြောင့်ကျွန်တော်တော့အဆုံးကိုစူးစမ်းဆုံးပါပါဟုတ်အာဟုတ်တယ်အချင်းကအခုကအမ်အဲနည်းရိုက်ဖို့ music video ရိုက်ဖို့အတွက်ကိုနည်းနည်းလေးလုံးပန်းနေပါနော်ဒီသစ်ပြရဲ့ဘက်ကိုကျွန်တော်ဖွင့်နေမှုတော့ကိုနည်းနည်းစူးစမ်းနေလုံးပန်းနေပါနော် အဲ့ပြီးတော့ဒီ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 အချိန်လေးကြော်ရတော့ဆက်ဆင်းထွက်နေမှာအချင်းကြော်လေဟိုဂျပန်လေပြောရင်ဟိုအញ្ញင်းပြင်ဆင်တာမျိုးတော့မရှိဘူးเนาะဘာလို့လဲဆိုတော့ဟိုမူပါလိုင်းပါတဲ့ပုံမှာကျွန်တော်ရေးတာမျိုးတော့ collaboration လုပ်မယ်ဆိုလို့ရှိရင်ဟာမူပါရင်ပါတယ်ပေါ့เนาะတကယ်ချင်းညဆုံပြီးပြောပြသွားရင်လည်းလုပ်ပြသွားရဖြစ်ဖြစ်အဲ့အဲ့လိုမျိုးလေးပြီးသွားရပုံများရပေါ့เนาะအချင်းကြော်လေအကိုပိုင်းအချင်းလည်းအဲ့လိုပါပဲဟိုဟိုဒါထားဒီအကြောင်းအရာယူငါရေးပြောင်းရေးမယ်ကွာဆိုပြင်ဆင်လိုက်တာတစ်ခါကိုယ့်ရဲ့ mood တိုင်းရှိတဲ့ဟာတော့ပို့ပြီးတော့ feeling ပို့ထားရပါတော့เนาะအဲ့လိုမျိုးကျွန်တော်အလုပ်ပညာအလုပ်တစ်ခုနဲ့ပတ်သက်ရဲ့နည်းနည်းမနေ့ပြန်လာရဖြစ်ဖြစ်မဆနာကျွန်တော်ပေါက်ပေါက်လာရဖြစ်ဖြစ်ဒါတော့ဖြစ်လာရဆိုကျွန်တော်တို့ဝန်တာတာပို့ဒါတော့ပို့ကိုလုတ်ခဲ့တဲ့ဟာလေးဆိုတော့ဝန်တာပါအာမဆနာကျော်ပြောလို့ပဲလေအာ live မှာအစိုးနဲ့ကောင်းနောက်ခုပဲရှိရအောင်เนาะကောင်းရင်ကောင်းမယ်ဆိုရင်ဆိုမယ်ဆိုတော့အာအစိုးလာလို့ရှိရင်လည်းအကောင်းဆုံးဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတော့တွေးရမှာပေါ့ ဟိုအဖေအမြဲပြောရစကားလို့ပေါ့ကောင်းမှုဖြစ်လာတာပေါ့ဖြစ်လာဟိုဟိုရင်တော့လေဟို negative comments တွေလာတယ်အဲ့တော့တော့စိတ်ကြီးခိုက်တယ်ဒါပေမဲ့ကောင်းမှုဖြစ်လာတယ်တတ်မှတ်လို့ဘာလို့ကောင်းမှုဖြစ်လာလဲဆိုတော့အခုချိန်မှာကျွန်တော်အရင်ကဒီခံနေပါပြီအရင်အရင်တော့ထူပါလို့ပြောလို့ရပါဘာဆိုတော့ဒါလည်းကောင်းမှုဖြစ်လာတာပေါ့နော်အမြဲပြောလို့ပါပဲမှကျွန်တော်ကတော့ family guy ဆိုတော့ဒီမိသားစုကိုအရင်ချစ်တယ်မိသားစုနဲ့အချိန်ဖြုံးနေတာလည်းတော်တော်များရတယ်အဲ့ဒါကြောင့်မလို့ဟို အဖေပြောတဲ့စကားမျိုးပြောတဲ့စကားငွေတွေကလည်းအရင်မှတ်ထားတဲ့အချင်းရှိရပါတော့။ကို့ဘွားမှာတကယ်အကျိုးဝင်တဲ့စကားလေးဆိုရင်ကျွန်မှတ်ထားပါဘော။နော်အမေနေရောလုံးက equally support ဖြစ်ပါတယ်ဒါပေမဲ့ပြန်လာဆနာပြောလို့ပေါ့။အခုချိန်မှာဘသူဘသူယူရမလဲဆိုရင်နေရောလုံးကတော့တကယ် supportive အရင်ဖြစ်ပါတယ်အဖေရောအမေရောနော်။အာကိုစားဖို့လည်းအားရ motivation တွေတွေးတယ်အမေဆိုလည်းဘာပြောနေ့တိုင်းပြန်လာအာဟိုအစီမပါစားမပါဟိုတရားမပါအချက်ပေးရ အဲ့နင်းကြည့်ရတာဆင်းပြေလာစားအဲ့လိုပေါ့နော်အမေကတော့အကောင်းဆုံးချက်ပြပါတယ်အမေချက်တာပြတော့ကောင်းတယ်အဲကျေးဇူးတင်ပါတယ်အဲ့သက်လုံးစာချက်လာပြီလို့ပေါ့နော်အခုပါပြောခွာအာဒီအမှန်တမ်းပြောရင်တော့ဒီနုပြန်လည်းရောင်းရှောက်နေဆိုရတာ mainly ကကျွန်တော်စပြီးလုပ်ခဲ့ရတယ်အမေတွက်ဆိုပြီးတော့လုပ်ခဲ့တယ်နော်အဲဆိုပါပြောအခုလည်းအမေလည်းအရင်ဝမ်းတာနေတယ်အဲ့အချိန်မှာအာ ကျွန်တော်အမေအတွက်ပြောလို့ရရွာဒါ confidently ကျွန်တော်ပြောလို့ရပါပြီဒီလူမြန်နိုင်ငံကြောင့်ကျွန်တော်အမေအတွက်ရှောင်းတယ်ကျွန်တော်အမေကိုလှုပ်ရွေးနေကြတဲ့ဒီလူမြန်နိုင်ငံကြောင့်ဆိုတော့ဒီဟာတစ်ခုလုံးကအမေတော့ပါတယ်အရင်ကွာအရင်ကဆိုးရမယ့်ကိစ္စမျိုးတွေကြုံလာလို့ရှိရင်တော့အမေလည်းကွာအရင်မဆိုးမဆိုးဆိုးတဲ့တလောက်မဆိုးဘဲနဲ့ပြီးသွားတယ်ပေါ့နော်ပြဿနာမျိုးတွေဆိုလို့ရှိရင်အဲ့လိုမျိုးတွေကျွန်တော်ကြုံတွေ့ရပါတော့နော်ဒါကတော့ကျွန်တော်ထင်တာကတော့ကျွန်တော်မိဘကိုလိုချင်တဲ့တာတော့နေနဲ့အမေပဲလို့ပါ ကိုမိဘလိုချင်းတွေရောက်ကဒုက္ခရောက်နေတော့မှအရင်အဆုံးထိမရောက်ဘူးပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်ကြားဘူးတယ်ပေါ့မေဘီအဲ့လိုမျိုးလေးရှိကောင်းရှိလိမ့်မယ်နော်ဟုတ်ကျွန်တော်တို့လိုချင်လို့အဲ့လိုမျိုးကြီးလုပ်ပြရမဘူးဆိုတော့အရင်တော့သိမ်းထားမိတယ်ဘယ်ရင်းဆိုတဲ့ဒီစကားလေးကလည်းကျွန်တော်တို့အာမကြခင်ရေကူးတော့မှဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲလာလာပေါ့နော်ကျွန်တော်တို့ဆွဲကူးသွားမှ 調査ပြီးတော့အဆုံးရှိကိုကျွန်တော်調査တော့မှာပေါ့နော်ဟုတ်တယ်ဆိုတော့ဒါလည်းကျွန်တော်ရေုံစီစီနဲ့နားခဲ့တဲ့စကားမျိုးလည်းဖြစ်တယ်ပေါ့နော်ဒါပိတ်သက်ကြီးတို့လည်းဖြစ်တယ်ကျွန်တော်အမိအတွက်လည်းကျွန်တော်အမိအတွက်ဆိုလို့ရှိရင်ဒါမတိုင်တစ်ခုဖြစ်တယ်ပေါ့နော်တကယ်လို့အမိရင်းမတိုင်တစ်ခုဖြစ်တယ်သူကခံစားနေရတယ်ဆိုတော့သူလည်းရမ်းဝမ်းတာလေအဲ့တော့ကျွန်တော်ဒီကောက်အဆုံးကို調査တော့မှာဖြစ်တယ်ပိတ်သက်ကြီးလည်းအားပေးဖို့တော့ကျွန်တော်ဖိတ်ခေါ်စီမှာလေလို့